ိုးရှေရှေတုန်းကတစ်တော့ထဲမှာလူပူလေးခုနှစ်ယောက်တူနေကြပါတယ်ဒီနေ့မှာသူတို့ဟာတစ်ပင်ကြီးရဲ့အောက်မှာရွှေအိုးကြီးတစ်လုံးကိုတွေ့လိုက်ပါတယ်ဒီရွှေအိုးကိုဘသူဟာလဲလို့အဲအားတင်စွာဆွေးနွေးကြတော့အသက်အကြီးဆုံးလူပူကဒါဟာတစ်တော့နဲ့ရဲ့လက်ဆောင်ပါဒါပေမဲ့လောဘမထားပဲညီညီမျှမျှတုံးနေမယ်ဆိုရင်ကံကောင်းမယ်လို့ပြောပါတယ်ဒါနဲ့သူတို့ဟာရွှေအိုးကိုအိမ်ယူသွားပြီးလိုအပ်တဲ့အခါမှသာဖွင့်သုံးဖို့သဘောတူကြတယ်ဒီနေ့တော့မိုးကြီးစွာရွာပြီးသူတို့ရဲ့အိမ်မိုးပြက်ကမိုးရေတွေယိုစီးလာတဲ့လူပူတစ်ယောက်ကရွှေအိုးကြီးကိုတုံးပြီး အိမ်တစ်ဆောက်ကြရအောင်လို့အဆိုပြုတယ်။ဒါပေမဲ့ငယ်ဆုံးလူပူလေးကဒီရွှေအိုးကတစ်တော့နဲ့ရဲ့ဆန်းသက်မှုပါလောဘနဲ့တုံးရင်အိုးပြောက်သွားမယ်လို့တတိပေးတယ်။ဒါနဲ့သူတို့ဟာရွှေအိုးကိုမတုံးဘဲအတူတကွပူပေါင်းပြီးမိုးမီယိုအောင်တည့်ရွက်တွေနဲ့အိမ်မိုးကိုပြန်ပြင်ကြတယ်။ညဘက်မှာတစ်တော့နဲ့ကလူပူတွေရဲ့စိတ်ထားကိုမြင်ပြီးရွှေအိုးစစ်ကိုသူတို့အိမ်ချမ်းမှာလက်ဆောင်ချန်ထားခဲ့တယ်။မနဲ့မိုးလင်းတဲ့အခါလူပူလေးတွေရွှေအိုးစစ်ကိုတွေ့ပြီးဝမ်းသာစွာအတူတူမျှဝေတုံးဆွဲကြတယ်။တင်ကန်းစာကလောဘမထားပဲစူပေါင်းလှုပ်ဆောင်ခြင်းက ပိုကြီးမားတဲ့